အားလုံးပဲမင်္ဂလာပါဗျာဒီအပိုင်းအွန်လိုင်းမှာအရန်ကိုဟောဖြစ်နေတဲ့ MRTV4 တရုတ်ဆောင်2 car accident ဖြစ်ပြီးတော့သေဆုံးသွားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တမန်ရိုးကြသေဆုံးတာမဟုတ်ဘူးတန်ရရဖြစ်စရာတွေရှိနေတယ်ဒီဖြစ်စဉ်ကမရိုးသားဘူးဆိုပြီးတော့ line ပေါ်မှာအငင်းပွားစရာဖြစ်နေပါတယ်တချို့ကလည်းဓာတ်ရိုးသားရုံမဟုတ်ဘူးတယောက်ယောက်ကလှုပ်ကြံတာဖြစ်နိုင်တယ်အဲ့တော့ဒီဖြစ်စဉ်ကမရိုးသားဘူးပေါ့ဗျာ ပြီးတော့သူအသက်ဆုံးပါသွားတာနဲ့ပတ်သက်ပြီးတော့ကားပေါ်မှာပါလာတဲ့နှစ်ယောက်ပေါ့သူကောင်မလေးနဲ့ဂျန်နဲ့တငယ်ချင်းတယောက်နဲ့ကဘာမှထွက်မရှင်းပြဘူးပေါ့အိုက်ကိစ္စနဲ့ပတ်သက်ပြီးတော့ဂိုင်းပေါ်မှာပွက်လို့ရိုက်နေတယ်ဒီဖြစ်စဉ်ကမရိုးသားဘူးသူတို့နှစ်ယောက်ကတကယ်ဆိုရင်ထွက်ပြီးပြောရမယ်ဒါမျိုးတွေဖြစ်နေတယ်အိုက်ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဗီဒီယိုဖိုင်လေးတွေကိုကြည့်မယ် reaction လုပ်မယ်နည်း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 သုံးသပ်ကြည့်ပါမယ် ကိုင်ငရှင်ကတော့ရက်လက်သွားပြီပေါ့နော်ရင်းမလန်နိုင်သေးတာတော့သွားချစ်တဲ့အမိများနဲ့ချစ်တဲ့ပေးတဲ့ကိုရကြားလိုက်တာတော့နော်ကားပေါ်မှာ၄ယောက်လာပေါ့နော်တယောက်ကအရင်ဆင်းသွားတယ်ဆင်းသွားတဲ့တယောက်ကလည်းသူကဖြည့်ရှင်းနေတာသူကိုယ်တိုင်နဲ့ကားပေါ်ပါသွားတယ်လို့ပဲမရရောက်နောက်ပြီးတော့ကားပေါ်မှာအက်စီဒင့်ဖြစ်တဲ့အချိန်မှာပါသွားတဲ့နှစ်ယောက်ကလည်း လန့်သွားလို့ဘာမှမပြောနိုင်ဘူးလားမသိဘူးခုချိန်ဒီဖြစ်ချင်းချက်တည်းကြာနောက်ပထမဆင်းရဲတယောက်ကလည်းလေဖုံးလိုက်ဖီးလိုက်ကုန်းလာကွာလိုက်ဆိုတဲ့ဟာကြီးဖြစ်စကားကြီးကမရေရအောင်မသေးချောင်းအဲ့ထဲမှာမှလေပွဲလန့်လုံးဖြာခင်းတဲ့အခွဲကတစ်ခွဲတည်းတည်းရှိစကောင်စီကလည်းလူစုံလာမှာကြောက်ထွက်ပြေးနေကတိုက်တယ်ဆိုတာတစ်ခွဲ့ တည်င်းနေလွင်တာပေါ့နော်ချစ်ခင်ရှိဒီပထွေးဖြင့်ပြီးပြီးကြိုက်တာဆိုးလာအရေးကြီးတာကားပေါ်ပါတယ်နှစ်ယောက်ကအဓိကကျန်တော့ဘယ်သူပဲဝါမှအဓိကမကြောက်ဒါပဲအញ្ញံမဖြစ်ရှင်းသေးရတော့ဇဝီဇဝါပေါ့နော်ဟုတ်ပြီနော် DND ပြပြထားတာကတော့ကားပေါ်ပါတယ်နှစ်ယောက်ကမဖြစ်ရှင်းလို့ပေါ့ကျွန်တော်ပြပြမယ်အန်တီတို့က ကဘောပါတဲ့နှစ်ယောက်ကဘာကိုဖြည့်ရှင်းတာကိုလိုချင်တာတော့သူတို့ကဘာကိုဖြည့်ရှင်းရမှာလဲဘလို့စကားမျိုးပြောတာကိုလိုချင်တာလဲမြမပြီမပြဿနာတစ်ခုတက်လာလို့မီဒီယာနဲ့ရှင်းလေရှုပ်လေဗျမီဒီယာနဲ့ရှင်းလေရှုပ်လေအခုကမီဒီယာနေတဆင့်သူကောင်ဝါလေးနဲ့သူ့တငယ်ချင်းတွေကဘလို့ဖြည့်ရှင်းတာကိုလိုချင်တာလဲသူတို့ကဒီအချိန်မှာသူတို့လည်းနစ်နာသူပဲကားပေါ်မှာသူတို့လည်းဒီကိတ်တရားရခဲ့တဲ့သူတွေပဲ တိလားဒီအချိန်မှာသူတို့ကစိတ်အခြေအနေရစိတ်ကြောက်ကြရဖြစ်နိုင်တယ်နော်စိတ်မကောင်းများစွာဖြစ်နိုင်တယ်စိတ်တန်ရာတွေဖြစ်နိုင်တယ်စကားမှားသွားနိုင်တယ်ဒီစကားမှားတဲ့အပေါ်မှာနော်မီဒီယာတွေက စကားလေးနည်းနည်းလေးလွဲတာတွေမှားတာတွေကို ထောက်ပြီးတော့သေးတဲ့အမှုကို ကြီးအောင်ကြီးတဲ့မှုကိုစောက်ချိုးနေအောင်လုပ်ပစ်လိုက်လို့ရတယ်မြန်မာပြည်ကမီဒီယာဆိုတာဘာမှစောက်ထင်ကြီးစရာမရှိဘူးအဲ့တော့ဒီအချိန်မှာသူတို့နှစ်ယောက်ခဏငြိမ်နေဖို့မသင့်ဘူးလား ဒါမျိုးကျွန်တော်ကစဉ်းစားစေချင်တာပါเนาะပြီးတော့အန်တီစကလုံးတွေကိုကြည့်ရတာအန်တီသူများစိတ်မကောင်းဖြစ်နေတဲ့အချိန်နော်သူများတာသမီအသက်ဆုံးမလို့ဖြစ်နေတဲ့အချိန်မှာဟိုလိုလိုဒီလိုလိုနဲ့နိုင်ငံရေးအမျက်မထုတ်နဲ့နော်ပထွေးဖင်ကိုကြိုက်တာတွေဘာတွေဘာတွေရှောက်မပြောနဲ့လက်ရှိဖြစ်ပေါ်နေတဲ့အချက်လက်တွေပေါ်မှာကြည့်ပြီးတော့လူဆိုတာကပြောကြတဲ့လူတွေကြီးပဲမနာနဲ့အနီမနာနဲ့နော်မနာတဲ့နာအောင်မနာနဲ့နော်ဟုတ်ပြီနောက်တစ်ယောက်ပြောတာကိုလည်းကြည့်ပါဦးမယ် ထူဆုံးတဲ့ဟာလေတွေ့တာဟုတ်လားမဟုတ်လားတော့မသိဘူးတိလားငါတော့လေအကားတိုက်တက်ထဲမှာပါလာတဲ့နှကောင်တော့ငါတော်တော်လေးရိုက်သက်ရှင်နေစောက်တဲရရတော့လို့အဖြစ်မှအကုန်လုံးပြည်တာသူတို့၃ယောက်ကွာ၃ယောက်ထဲမှာ၁ယောက်ဖြစ်တဲ့သူကကျတော့ဆုံးသွားပြီကြက်တဲ့၂ယောက်ကကျတော့အဖြစ်မှထွက်မပြောနိုင်လားအောက်ထိဖြစ်နေတာနေမွေးအနေလားဒီဘောင်အဖြစ်မှန်ဆိုတာဘာကိုပြောတာလဲအဖြစ်မှန်ကဘာလဲအဲ့တော့ဒီဖြစ်စဉ်ဖြစ်ပွားပြီးတော့ဒီဥစ္စာကယင်တိုက်မှုယင်တိုက်မှုကိုရဲရမစစ်ဘူးလို့ထင်တာလား အဲ့တော့သူတို့ကဒီဂျင်တိုင်းမှုနဲ့ပတ်သက်ပြီးတော့သူတို့ရှင်းပြီးသွားပြီ။ဒါရဲမှုခင်းဖြစ်တဲ့အတွက်သူတို့ကရှင်းပြီးသွားပြီ။သူတို့ကမီဒီယာနဲ့မရှင်းတာပဲရှိတယ်။မီဒီယာနဲ့ကလောလောဆယ်ရှင်းစရာလည်းမလိုဘူး။အဲ့တော့သူရိုးသားရုံမဟုတ်ဘူးဆိုတာကအခုခမားတို့လိုချင်နေတဲ့အဖြစ်မရသေးလို့ခမားတို့ကဒီစကားတွေပြောနေတာ။တကယ်လို့သာထူးမသေးပဲနဲ့ထူးမောင်းပြီးတော့ဘေးနားတငယ်ချင်းနှစ်ယောက်တေဝိုင်းဘယ်လိုလုပ်မလဲ။ အဲကြရင်သူကအရက်သေးစာတောက်စားပြီးတော့ယင်တိုက်မှုဖြစ်တယ်ဆိုပြီးတော့အမှုဖွင့်ခံရမှာသူပဲဟုတ်ပြီနော်ခင်ဗျားတို့ဗက်မြောင်အောင် ကြည့်ဖို့လိုတယ်ငါတို့ကတော့ငါတို့အားပေးတဲ့တရုပ်ဆောင်တယောက်အသက်ဆုံးပါသွားတဲ့အတွက်ကြောင့်ဘလို့ပဲဖြစ်ဖြစ်တရက်ခံကိုရှာမယ်ဆိုတဲ့စိတ်သက်ကြီးနေတော့ဗက်မြောင်အောင်မတွေးပဲမလုပ်ပါနဲ့ဗက်မြောင်အောင်တွေးတင်ပါလေအဲ့တော့ခင်ဗျားတို့ကလိုချင်တာက ကားပေါ်မှာပါတဲ့သူနှစ်ယောက်ကထွက်မရှင်းလို့ ဖက်ရှင်ကမလို့လို့ပေါ့ပြဿနာကတကယ်လို့သာဒီကိစ္စကသူရိုးသားရောမဟုတ်ဘူးဆိုဒီချိန်မှာပေါ်လာပြီအဲ့တော့ခမားတို့လိုချင်နေတာကအမှန်တရားမဟုတ်ဘူးဗျခမားတို့လိုချင်နေတာခမားတို့စိတ်အာသာပြေဖို့အတွက်ခမားတို့အားပေးတဲ့တရားဆောင်တယောက်ဖြစ်တဲ့အဲ့ဒီတော့ခမားတို့စိတ်တော်ကပြေဖို့အတွက်တရားခံရှာသလိုဖြစ်ကျွန်တော်ခုနပြောသလိုအရက်မူပြီးမောင်းတဲ့ဒူးကအသက်မဆုံးဘဲနဲ့ ဘေးနားမှာထိုင်လိုက်နေတဲ့ကောင်မလေးနဲ့သူ့တငယ်ချင်းအသက်ဆုံးပါသွားခဲ့ရင်ဘယ်လိုလုပ်မလဲ။နောက်ထောင်ကြည့်ပါဦး။ဟမ်သူသဖြင့်အဲ့ထဲမှာမိန်းကလေးယောက်ပါတယ်အဲ့မိန်းကလေးကကျတော့သူ့ရဲ့ကောင်မလေးလို့ပြောတယ်။သူ့ရဲ့ကောင်မလေးမန်ခဲ့တည်ရှိရင်သူ့တကယ်ချစ်ခဲ့တည်ရှိရင်သူ့အတွက်အမတ်တယောက်ထွက်ပြီးပြောပေးနိုင်ရမယ်။အဲ့ဟာမှထွက်မပြောနိုင်ဘူး။နော်အမေတယောက်တားတယောက်လို့ဆိုးဆိုးလိုက်ရလို့အရန်ပူဆွေးတော့ကားရောက်နေတဲ့ ဟာယူကြည့်ပြီးနင်တို့တနာစိတ်တော်မရှိဘူးနင်တို့ထွက်မပြောနိုင်ဘူးရင်ကုန်နှုတ်ပိတ်ပြီးနေနိုင်တဲ့စိတ်ကိုလေတော်တော်လေးအပ်အောင်မိတယ်တော်တော်လေးအပ်အောင်လေအထူးကဘလောက်ပဲတေကန်စီလို့လည်းပြောပြောအဲ့ပင်ရတနေ့ကိုတယောက်စားတယ်လို့ပဲပြောပြောအဖြစ်မှအကုန်လုံးတိတာ၃ယောက်၃ယောက်ထဲမှာတယောက်မရှိတော့၄ယောက်ထွက်ပြောပေးနိုင်ရမယ်လေသူ့ရဲ့အမေအတွက်သူ့ရဲ့မိသားစုသူ့သူ့ချစ်တဲ့ဖန်လေးတွေအတွက်ထွက်ပြောပေးနိုင်ရမယ်ဒါမှမနေလို့ထွက်မပြောနိုင်အရန်အပ်အောင်ဖို့ကောင်းတယ်ဟိုပြီးရင်နောက်ခု ီထူဆောင်းတာကြတော့ကွာထူဆောင်းတာကြတော့ဗီဒီယိုတော်တော်များတက်တယ်အရန်တက်တယ်လူလည်းအရန်များသူနောက်ဆုံးခေလိုက်ပို့တာအရန်လူအရန်များတယ်ဟိုအဲ့ဟာကိုတချို့ကွန်မန်တွေပါရင်မှတွေးတွေးနေရကွာနော်ပစ္စည်းတို့လည်းအရန်ကြိုက်ခဲ့တယ်ဟိုသူတို့ရိုက်တဲ့ဇက်ကအဖြစ်ရောတက်ကရင်ဇက်ကကြောင့်ပစ္စည်းတို့ကြောက်တာပေါ့ပြန်မြင်တဲ့အထိကွာပြန်မြင်တတိယအထိဖြစ်တယ်အဲ့အဲ့ဗီဒီယိုတွေမှာတွေးရကွာဟိုထူဆောင်းလို့ဗီဒီယိုတင်ထားတဲ့ဟာကို အောက်မှာ PDF တွေအရင်ပေါ်ပဲဖြစ်တယ်။ဘာဖြစ်တယ်ညာဖြစ်တယ်။ PDF တွေလည်းအသက်ပေးနေရတယ်။မှန်ပါတယ်အသက်ပေးတာ။လေးလေးလေးစားတယ်။ခုံလဲယူတယ်။ဒါပေမဲ့ခွဲထားစီချင်တဲ့ပစ္စည်းပြောတာကြတော့မစာနာလို့လည်းပြောတာမဟုတ်ကိုယ်လေးကစက်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 ဖက်ကလည်းမဟုတ်ဘူးခွဲထားစီချင်တာဘာကိုပြောလဲဆိုရင်ထူးဆုံးတာနဲ့ PDF တွေဆုံးတာနဲ့ကြတော့နေရာမတူဘူးလေဘလို့မတူလဲဆိုရင်ထူးဆုံးတာကြတော့အခုထားလိုက်ရန်ကုန်မှာကွာ ူရဲ့နောက်ဆုံးခီကိုသူ့မိသားစုသူသူ့ချင်းရဲ့လူတွေအကုန်တော်တော်များများလိုက်ဖို့ပေးလို့ရတယ်။ပို့ဆောင်ပေးလို့ရတယ်။စကားစားလည်းဝေဖန်ဝေဖန်လို့မရဘူး။ဝေလဲဝေမဖန်အောင်။အဲဒါပေမဲ့ PDF တွေဆုံးတာကြတော့သူ့ရဲ့မိသားစုနော်သူ့ချစ်တဲ့လူတွေအကုန်လုံးလိုက်ပြီးတော့ပို့ပိုင်ပို့ပေးနိုင်ခွင့်မရှိဘူးကွာ။ပို့ပေးနိုင်ခွင့်မရှိဘာဖြစ်လို့လဲ။သူတို့ကတိတ်ဆောင်ပြီးတော့ပုံးခုတ်ပြီးတော့တိုက်နေရအတွက်အသက်ပေးနေရအတွက် လိုက်ပုတ်ပေးလို့မရဘူးတကယ်လို့အကုန်လုံးနှိပသူ့ကိုချစ်တဲ့လူတွေအကုန်လုံးနှိပလိုက်ပုတ်ပေးလို့ရတယ်ဆိုရင်လိုက်ပုတ်ပေးတာပေါ့လိုက်ပုတ်ပေးလို့မရလို့မပုတ်ပေးတာလေဟုတ်ပြီနော်အဲတော့ PDF တွေကပါလာတယ်တကယ်တော့တန်ဖိုးချင်းမတူနော်ဖြစ်စဉ်ချင်းလည်းမတူတန်ဖိုးချင်းလည်းမတူထဲ့ကိုမပြောနဲ့ရှင်းရှင်းပြောရအောင်ထဲ့ကိုမပြောနဲ့တန်ဖိုးချင်းလည်းမတူနော်တရုတ်ဆောင်နော်ညီမလေးတို့အားပေးတဲ့တရုတ်ဆောင်တယောက်ဖြစ်တယ်အရက်မူးပြီးတော့မောင်းတယ်သူ့အတူကားတိုက်သွားတယ်နော်ဒီလိုဒီလိုမျိုးဖြစ်စဉ်နဲ့ PDF ဖြစ်စင်တဲ့တခြားစီပဲเนาะတန်မိုးခြင်းနဲ့မတူသလိုအခြေအနေခြင်းနဲ့မတူဟုတ်ပြီเนาะ PDF တွေကြာဆုံးတဲ့အတွက်ကြောင့်ဝမ်းနေတယ်ဗားတယ်ဆိုရင်မရောရစီမလူနဲ့အေးအေးဆေးဆေးတိတ်တိတ်ကလေးနေပြဿနာကိုကြီးထွားအောင်မလုပ်နဲ့ဟုတ်ပြီเนาะအဲလောက်ဆိုရင်လုံလောက်ပြီ Okay ဒါမှတော့ခုနကတော့တရုတ်ဆောင်ထူးကြောင်းကိုကျွန်တော်ဆက်ပြောပါမယ်အဲ့တော့ခင်ဗျားတို့သတိမထားမိတာတခုကိုကျွန်တော်ပြောပြမယ်နော်ရင်တိုက်မှုတွေမှာအများဆုံးဖြစ်တာက movie mount လို့ဖြစ်တာဗျာ တည်လားယင်တိုက်မှုအများဆုံးကအရက်သေးစားတောက်စားပြီးတော့ဖြစ်တာယင်တိုက်မှုဖြစ်စဉ်တော်တော်များများကမူးပြီးတော့မောင်းလို့ဖြစ်ကြတာများပါတယ်ကျွန်တော်ထပ်ထပ်ခါခါပြောတယ်နော်မူးရင်မမောင်းနဲ့မောင်းရင်မမူးနဲ့ဆိုတဲ့ဇကားကအလကားပေါ်လာတာမဟုတ်ဘူးဒီဖြစ်စဉ်မှာယင်မောင်းသူကအရက်သေးစားတောက်စားပြီးတော့မောင်းတာမျက်မြင်တွေ့တဲ့လူတွေကလည်းမတူးလို့20ကောက်ကီလို100ကျော်လောက်မောင်းလာတာ ငါတို့စဉ်းစားကြည့်ဒီအချိန်နဲ့တိုက်ရင်တေမှာဒီအချိန်နဲ့တိုက်ရင် မသားအပေါ်မှာကျင်းသေးတယ်ညအမှောင်ကြီးဗျာပြီးတော့သူ့ကိုလှုပ်ကြံတယ်လို့ပြောရအောင် သူ့ဘေးနားမှာသူ့ကောင်မလေးနဲ့တငယ်ချင်းနဲ့နှစ်ယောက်ရှိတယ်ဒီတစ်ယောက်က အတူတူကားပေါ်မှာပါလာတာမဟုတ်ဘူးလားအဲ့တော့သူတယောက်တည်းအသက် ဆုံးပါသွားလို့ဒီအမှုကဒီဖြစ်စဉ်ကမယိုသားဘူးပြောရအောင်လဲတချို့ ရင်တိုင်းမှုတွေမှာဒဇင်းလုံးမှာတယောက်ပဲသေးတာရှိတယ်။ဒဇင်းလုံးမှာတယောက်ပဲအသက်ဆုံးပါသွားတဲ့ဖြစ်စဉ်တွေအများကြီးမှာအများကြီး။လူ၁၀နဲ့ချီပါလာတဲ့ကားတိမ်မှောက်ပြီးတယောက်ထက်အသက်ဆုံးပါသွားတာတွေလည်းအများကြီးမှာအများကြီး။တယောက်ထက်အသက်ရှင်ကျန်ရစ်တဲ့သူတွေလည်းအများကြီးမှာအများကြီး။ရင်တိုင်းမှုဆိုတာဘာမှပြောလို့မရဘူးဗျ။အရက်သေးစာတောက်စားပြီးတော့ညအချိန်မတော်ညပိုင်းကီလို၁၀၀လောက်မောင်းတဲ့ရင်မောင်းကိုအပြစ်မတင်ပဲနဲ့ ဒီဥစ္စာဒီဖြစ်စဉ်ဟာသူယိုသားယိုမဟုတ်ပါဘူးပြဿနာရှိနေပါတယ်လို့ဘာကြောင့်ပြောတာလဲအမှန်တရားကိုလိုချင်တာလားကိုယ့်ရဲ့စိတ်တော်ကတွေပြေရာပြေချောင်းဖြစ်ဖို့အယက်ခံရှာချင်တာလားမေးစရာရှိပါတယ်တောင်းတောင်းပြီးရမယ့်ကိစ္စကိုပြီးလိုက်ပါပြဿနာတွေပဖန်တီးပါနဲ့အဲ့တော့ဒီရင်တိုက်မှုကရဲမှုခင်းဖြစ်တဲ့အတွက်စစ်မှာပါစေးမှာပါနော်မယိုးသားတာပြဿနာတစုံတရာရှိတယ်ဆိုရင် ပေါ်လာပါလိမ့်မယ် ရင်တိုင်းမှုမှာအတူတူပါဝင်ခဲ့တဲ့နစ်နာသူတွေတိကြိုက်တင်ရရတဲ့နစ်နာသူတွေကိုလည်းမီဒီယာရှေ့မှာဇွတ်အတင်းထွက်ပြီးရှင်းဖို့မတောင်းဆိုပါနဲ့။ဘာအကြောင်းကိစ္စကြောင့်မီဒီယာရှေ့မှာထွက်ပြီးရှင်းရမှာလဲ။အဲ့တော့သူကအရက်မူပြီးမောင်းလို့ရင်တိုင်းမှုဖြစ်တယ်ဆိုတာကိုတော့မတွေးတော့ဘူးလား။အရက်သေးစားတောက်စားမူရစ်ပြီးတော့မောင်းလို့ရင်တိုင်းမှုဖြစ်သွားတယ်ဆိုတာမျိုးကမတွေးကြတော့ဘူးလား။ ငါတို့ချစ်တဲ့တရုတ်ဆောင်ပဲငါတို့ချစ်တဲ့တရုတ်ဆောင်ကအပြစ်ကင်းတယ်သူ့ကိုဒါလှုပ်ကြံတာပဲဒါသူ့ကိုဒီအဖြစ်စင်ကမယိုးသားတာပဲဆိုတဲ့မရေရာမတေကြတဲ့အကြောင်းပြချက်တွေနဲ့ကြံခဲ့တဲ့လူတွေနစ်နာတဲ့လူတွေစိတ်မကောင်းဖြစ်ခဲ့တဲ့လူတွေကိုစိတ်တန်ရတယ်ထပ်မပေးနဲ့ဒီအမှုကဒီဖြစ်စဉ်ကမယိုးသားဘူးပြဿနာတစုံတရာရှိတယ်ဆိုလို့ရှိရင်တက်ဆိုင်တဲ့ရဲမှုခင်းတွေစစ်လိုက်မယ်ပေါ်လာလိုက်မယ် သူတို့ကကိုယ်တိုင်ပါဝင်ခဲ့တာ ဖြစ်တဲ့အတွက်ကြောင့်သူတို့မှာစိတ်ဒဏ်ရာတွေရှိနိုင်တယ်သူတို့ဖြည့်ရှင်းခြင်းမှာလည်းဖြည့်ရှင်းနိုင်မယ်ဒါသူတို့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်သာဖြစ်တယ်ဒါအောင်စောင့်မိတ်ကက်လိုက်တာဘာလို့ဖြည့်မရှင်းတာလဲသူ့ကောင်မလေးကသူ့ကိုမချစ်တာလားချစ်လို့ပဲဗျာအတူတူဘေးနားမှာထိုင်ပြီးတော့ရင်တိုက်မှုတောင်ဖြစ်ခဲ့သေးတာပဲချိန်တော်ချိန်တော်တူတူလိုက်ခဲ့သေးတာပဲခင်ဗျားတို့အထင်နေနဲ့ရှောက်မလို့ပါနဲ့နောက်တစ်ခုက ဟိုအွန်လိုင်းပေါ်မှာကရုံးနဲ့ကောင်ရှင်းထားတာဒီကောင်ကလည်းအရက်မူးပြီးတော့စောက်ပေါက်ကြရတွေရှင်းတဲ့အတွက်ကြောင့်လူတွေကမယုံဘဲနဲ့ပြဿနာတက်တာအဲ့ကောင်လည်းမရှင်းရင်ကောင်းလိမ့်မယ်ဒီကောင်ကရှင်းလင်ရှုပ်လေကောင်အဲ့တော့တီတီတက်နဲ့ကောက်ကောက်မွန်မွန်ပြဿနာတစ်ခုကိုဝေဖန်ပိုင်းချပြီးရှင်းပြလိုက်ရင်တော့လက်ခံကြအောင်မယ်အခုကမူးမူးယူးနဲ့လိုင်းပေါ်တက်ရှင်းတော့ပြဿနာတွေကပိုရှုပ်ကုန်ဘယ်သူကယုံမှာလဲကွာမူးနေတဲ့ချိန်မူးနေတဲ့ချိန်ထွက်ရှင်းတော့ဘယ်သူကယုံမှာတော့ ဲ့တော့မြန်မာပြည်မှာကပြဿနာတစ်ခုဖြစ်လာလို့ရှင်တရားခံရှားတဲ့ကိစ္စမပေါ့ဘူးဗျ။အဲ့တော့ဒီဖြစ်စဉ်လေးကတော့အခု line ပေါ်မှာခရက်ထနေတုံးပဲပေါ့။အဲ့တော့ဒီဖြစ်စဉ်ထက်ဒီရက်ပိုင်းမှာပိုပြီးတော့ပွဲဖြစ်မဲ့ဟာမျိုးဒီဖြစ်စဉ်ထက်ပိုပြီးခရက်ထမဲ့ဟာမျိုးမပေါ်မချင်းရတော့ပေါ်မလာမချင်းရတော့ဒီဖြစ်စဉ်ကတော့ line ပေါ်မှာပလူပြန်နေအောင်မှာပါပဲ။နော်ကျွန်တော်တို့မြန်မာပြည်မှာဒါထုံးစံလို့လို့ပါပဲမကြခင်အချိန်တွင်းမှာပဲဒီဖြစ်စဉ်ကမင်းမင်းပြောပြောနဲ့ မိမ့်မိန်သွားပါလေဦးမယ်နော်ဒီတက်ပို့ပြီးတော့ကြရထမဲ့ပွဲဖြစ်မဲ့ပြဿနာတွေပေါ်လာပါလေဦးမယ်ဟုတ်ကဲ့ပါကျွန်တော်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တူးတဲ့တယောက်ထဲအမြင်သာဖြစ်ပါတယ်နော်ကျွန်တော်ကိုဆဲကျင်တဲ့သူများလဲဝိုင်းဆဲလို့ရပါပြီဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစောပါကျွန်တော် channel လေးကိုလည်း like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗျာ